နိုင်ငံတကာရာဇဝတ်ကော်ရုံ ICC ကဖာဝရန်ထုတ်တာခံရတဲ့ဖိလစ်ပိုင်သမ္မတဟောင်းဒူတက်ဒေးကတော့အဖမ်းခံလိုက်ရပါပြီ။ဒူတက်ဒေးဖမ်းဆီးခံရပြီးတဲ့နောက်ဘာဆက်ဖြစ်မလဲ။ဘာကြောင့်သူ့ကိုဖမ်းဆီးနိုင်ခဲ့တာလဲ။ပြီးတော့ဒီလို ICC အထိရောက်ဖို့ဒူတက်ဒေးဘာတွေကျူးလွန်ခဲ့တာလဲ။ဒီအကြောင်းအရာတွေကျွန်မကပြပြပါမယ်။လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုအစုလိုက်ပြုံလိုက်လူမျိုးတုံးတပ်ဖြတ်မှုအပါအဝင်ရာဇဝတ်မှုအမျိုးမျိုးကျူးလွန်ခဲ့တဲ့နိုင်ငံကောင်းဆောင်တော်တော်များများကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကဖော်ရန်ထုတ်ထားပေမဲ့တကယ်တမ်းဖမ်းဆီးရုံးတင်စစ်ဆေးနိုင်ဖို့ကတော့ခက်ပါတယ်။ဒါဆိုရင် ICC ဖော်ရန်ထုတ်ခံရတဲ့ဒူတာဒေးကိုဘယ်လိုဖမ်းဆီးနိုင်ခဲ့ပါသလဲ။ဒူတာဒေးရုတ်တရက်အဖမ်းခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးနောက်ခံအကြောင်းတရားတချို့နဲ့လက်ရှိဖြတ်တန်းနေတဲ့အခြေအနေတွေကိုဆက်စစ်ကြည့်ပါမယ်။ မတ်လ17ရက်နေ့က ICC ရဲ့ဝရမ်မိတ်တူကိုနိုင်ငံတကာရဲတပ်ဖွဲ့ Interpol ကနေတဆင့်ဖိလစ်ပိုင်ရဲတပ်ဖွဲ့စီကိုပေးပို့လာခဲ့ပါတယ်။အဲ့ဒီဝရမ်ကိုရပီးပီးချင်းဖိလစ်ပိုင်အစိုးရရဲ့ရှေ့နေချုပ်ရုံးကလုံထုံလုံနီးတွေနဲ့အညီတုံ့ပြန်ခဲ့ပြီးတန်တရားရှိသူကိုဖမ်းဆီးဖို့ကိစ္စစတင်လှုပ်ဆောင်ခဲ့တယ်လို့ပြောပါတယ်။ဂျူဒဲဒေးကအဲ့ဒီနေ့မနက်ပိုင်းမှာပဲဟောင်ကောင်ကနေဖိလစ်ပိုင်ကိုလေကြောင်းခရီးစဉ်နဲ့ပြန်ရောက်လာပြီးလေစိတ်မှာဖိလစ်ပိုင်ရဲတွေရဲ့ထိမ့်သိမ်းတာကိုခံခဲ့ရတာပါ ICC ကတကယ်ပဲဝရမ်းထုတ်လာမယ်ဆိုရင်အဖမ်းခံဖို့စဉ်းစားထားကြောင်းဒူတာဒေးကမတ်လ10ရက်နေ့မှာပြောကြားခဲ့ပါသေးတယ်။အဲ့ဒီအချက်ကိုကြည့်မယ်ဆိုရင် ICC ဝရမ်းထုတ်မှုနဲ့ဒူတာဒေးအဖမ်းခံရမှုတွေကဖိလစ်ပိုင်နိုင်ငံသားအများစုကိုအံ့ဩမှင်သက်စေခဲ့ပေမဲ့ကာယကံရှင်ကတော့ဖြစ်နိုင်ခြေအတွက်ကြိုသတင်းရထားပြီးသားလို့ကောက်ချက်ချနိုင်ပါတယ်။ဒီနေရာမှာဒူတာဒေးအပေါ်ဖမ်းဝရမ်းထုတ်မှုအတွက်လက်ရှိဖိလစ်ပိုင်အစိုးရကဘလို့သဘောထားတုံ့ပြန်တယ်လဲဆိုတာကိုလည်းထည့်စင်းစားဖို့လိုပါတယ်။ 2022ခုနှစ်အထိသမရတာဝန်ယူခဲ့တဲ့ဒူတက်ဒေးရဲ့အစိုးရလက်ထက်မှာတော့ဖိလစ်ပိုင်ဟာ ICC စုံစမ်းမှုတွေကမျှတမှုကင်းမဲ့ပြီးနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါချိုးဖောက်ရာရောက်တယ်လို့ဆွဆွဲပြီးပူပေါင်းဖို့ညှင်းဆုပ်ခဲ့ပါတယ်။ဒူတက်ဒေးဟာ ICC အဖွဲ့ဝင်အဖြစ်ကနေပါဖိလစ်ပိုင်ကိုနှုတ်ထွက်စေခဲ့တာပါ။ဖိလစ်ပိုင်ရဲ့နှုတ်ထွက်မှုက2019မှာအထမြောက်ခဲ့ပေမဲ့အဖွဲ့ဝင်ဖြစ်နေစေကာလ2019မတိုင်ခင်ဖိလစ်ပိုင်မှာဒူတက်ဒေးလှုပ်ဆောင်ခဲ့သမျှကိစ္စအလုံးဟာ စုံစမ်းစစ်ဆေးပိုင်ခွင့်ထဲအကျုံးဝင်တယ်လို့ ICC ကဆုံးဖြတ်ခဲ့ပါတယ်။2022ခုနှစ်မှာတော့လက်ရှိဖိလစ်ပိုင်သမ္မတဖာဒီနန်မာကို့စ်အာနာရလာတဲ့အခါမှာဒူတာဒေးရဲ့သမီးဖြစ်သူဆာရာဒူတာဒေးကနိုင်ငံရေးမဟာမိတ်အဖြစ်ဒုတိယသမ္မတနေရာကိုတက်လှမ်းလာခဲ့ပါတယ်။မာကို့စ်ကလည်းဖိလစ်ပိုင်ကို ICC အဖွဲ့ဝင်အဖြစ်ပြန်ပူးပေါင်းဖို့ရော ICC ရဲ့စုံစမ်းစစ်ဆေးမှုတွေမှာအခုအညီပေးဖို့ကိုပါအစောပိုင်းမှာတော့ညှင်းဆန့်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီရည်တည်မှုကနောက်ပိုင်းကာလတွေမှာပြောင်းလဲသွားပါတယ်။ ဖိလစ်ပိုင်မှာနိုင်ငံရေးဩဇာအကြီးမားဆုံးမာကော့စ်နဲ့ဒူတက်ဒေးမိသားစုနှစ်ခုကြားကမဟာမိတ်ဆက်ဆံရေးလုံးဝပြိုကျသွားပါတယ်။ဆာရာကသမရမာကော့စ်ကိုအသက်အန္တရာယ်ချိန်ချောက်ခဲ့တယ်ဆိုတဲ့ဆက်ဆွဲချက်အောင်မှာဒုတိယသမရယာဒူးကနေပါဖယ်ရှားခံရဖို့တောင်ဖိအားတွေကြုံနေရပါပြီ။ဒီတော့သမရဟောင်းဒူတက်ဒေးအပေါ် ICC ဖာဝရန်ထွက်လာတဲ့အခါလရှိဖိလစ်ပိုင်သမရရဲ့အမိန်အောက်မှာရှိနေတဲ့အာဏာပိုင်တွေကချက်ချင်းပဲတက်တက်ကြွကြွတုံ့ပြန်လှုံ့ဆော်ပေးခဲ့ကြတာမဆန်းတော့ပါဘူး။ အခုတော့ဒူတာဒေးဟာအချုပ်အနှောင်ခံနေရပါပြီ။မတ်လ17ရက်ညပိုင်းမှာပဲဖိလစ်ပိုင်လေးစိတ်ကနေအစိုးရစင်းလုံးကလေရင်နဲ့ဒူတာဒေးကို ICC တရားရုံးရှိရာဟေးကမျိုးစီပို့ဆောင်လိုက်ပါပြီ။ဒူတာဒေးဟာနယ်သာလန်မှာလေရင်စိုက်ပြီးရင် ICC ရဲ့အချုပ်ထောင်စီအဖို့ခံရပါမယ်။ပြီးရင် ICC တရားသူကြီးတွေရှေ့မှောက်မှာပထမဆုံးအကြိမ်ရုံးထုတ်တာခံဖို့စောင့်ဆိုင်းနေရမှာပါ။ ICC အချုပ်ခံကဟိတ်ဘျူရဲ့စင်ချေဖုံရှောင်းအီဗန်နီဂျန်ရက်ွက်မှာတရှိပြီး လလော့ဆယ်တော့ ICC မှာအမှုရင်ဆိုင်နေတဲ့လူပုဂ္ဂိုလ်၅ဦးကို ထိမ့်သိမ်းထားပါတယ်။လောက်ထုံလောက်နီးတွေအရာအကျဉ်းသားတွေဟာ ICC တရားခွင်မစခင်အကျိုးဆက်ဆေးမှုအဆင့်ကိုဖျက်ဆီးရမှာဖြစ်ပါတယ်။အဲ့ဒီအဆင့်မှာတရားသူကြီးတွေဟာအစိုးရရှေ့နေတွေကအကျဉ်းသားကိုတရားစွဲဆိုဖို့လုံလောက်တဲ့အကြောင်းတရားတွေရှိသလားဆိုတာကိုကြားနာမှာဖြစ်ပါတယ်။တကယ်လို့အထောက်အထားမလုံလောက်ရင်အမှုကိုမုံမှန်ဖြစ်တင်တိဆောက်ဖို့ဒါမှမဟုတ်ဆွဆွဲခံရသူကိုလှုပ်ပေးဖို့တရားခွင် အကျိုးတရားသူကြီးတွေကအဆုံးဖြတ်ပေးပါလိမ့်မယ်။ အစိုးရရှိနေတွေတိစောက်ထားတဲ့ဆွဆွဲချက်တွေကခိုင်မာရင်တော့ ICC တရားခွင်မှာဆက်လက်ကြားနာဆက်ဆီးဖို့လက်လွဲပေးမှာပါအဲ့ဒီအဆင့်ရောက်သွားရင်တော့ ICC တရားသူကြီးချုပ်ကအမှုကိုလက်ခံကြားနာမယ်တရားသူကြီးအဖွဲ့ကိုစုစည်းတာဝန်ပေးပြီးဆွဆွဲချက်အတွက်ဆက်ဆီးမှုတွေကိုစတင်စီမှာဖြစ်ပါတယ်အခုလိုဒူတက်ဒေးကနိုင်ငံတကာရာဇဝတ်ခုံရုံးမှာရင်ဆိုင်ရတဲ့အထိဖြစ်လာရတဲ့နောက်ခံသမိုင်းကြောင်းလည်းပြောပြချင်ပါတယ် ICC ဖော်ဝရန်ကဒူတက်ဒေးရဲ့သမရသက်တမ်းအတွင်းမူရစ်ဆေးဝါးမှောက်ခိုရောင်းဝယ်တဲ့ဂိုင်းကနာတွေကိုဖြုတ်ခွင်းရမှာလွန်ကဲတဲ့အင်အားသုံးမှုတွေရှိခဲ့ပြီးလူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုကျူးလွန်ရာမြောက်ခဲ့တယ်ဆိုတဲ့ဆွဆွဲချက်အတွက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ဖော်ဝရန်ရဲ့ဆွဲချက်တိတိကျကျကတော့လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုမြောက်တဲ့လူသားမှုတွေကျူးလွန်ခဲ့တယ်ဆိုတာပါ။ဒူတက်ဒေးသမရဖြစ်လာတဲ့နောက်ရဲတွေနဲ့ဒူတက်ဒေးသစ္စာတော်ခံပြည်သူ့လုံခြုံရေးအဖွဲ့တွေက မူရမာကိုကိုင်းတွေအပြင်မူရစေဝါသုံးဆွဲသူတွေကိုပါရရဆက်ဆက်နှိမ့်နှင်းခဲ့ပါတယ်ဂျူဒက်ဒေးရဲ့စီမံကုတ်ကဲမှုအောက်မှာအကောင့်ထဲဖော်ခဲ့တဲ့အဲ့ဒီစီမံချက်ကာလအတွင်းထောင်ပေါင်းချီများပြားတဲ့တန်တရာရှိသူတွေသိကြခဲ့ရတာပါအဲ့ဒီတဲကအများစုအားဆိုရင်တကယ်တမ်းပြည့်မှုထင်ရှားကြောင်းတက်တည်မပြရသေးသလိုမျက်နှာမွေလူဒန်းစားတွေဖြစ်ခဲ့ကြပါတယ်2020ခုနှစ်စက်တင်ဘာလမှာ ICC ကအဲ့ဒီကိစ္စအတွက်စုံစမ်းစစ်ဆေးတာတွေကိုစတင်ခဲ့ပါတယ် ဖိလစ်ပိုင်အစိုးရရဲ့အယူခံကန့်ကွက်မှုတစ်ခုကိုကြားနာနေစဉ်အတော်အတွင်းဆိုင်းငံ့ထားတဲ့စစ်ဆေးမှုတွေကို2023ခုနှစ်မှာ ICC ကပြန်လည်စတင်ခဲ့ပြီးအခုတော့ဒူတက်ဒေးကိုဖမ်းဆီးတဲ့အဆင့်အထိရောက်လာခဲ့ပါပြီ။ဒူတက်ဒေးအစိုးရလက်ထက်မူရင်နှိမ်နှင်းမှုစစ်ဆင်ရေးတွေအတွင်းတည်ဆုံသူဦးရေနဲ့ပတ်သက်လို့ခမန်းချက်တွေကမတူညီပေမဲ့12000နဲ့3000ကျားလောက်ထိရှိမယ်လို့ယုံကြည်ရပါတယ်။အခုလာတဲ့မှာအသက်80ပြည့်မဲ့ဒူတက်ဒေးအတွက်ရက်နေနေစောပြီးကြိုရခဲ့တဲ့မွေးနေ့လက်ဆောင်ကတော့ မချိုမြင်ခဲ့ပါဘူးသူဟာဖိလစ်ပိုင်သမိုင်းမှာတည်းမဟုတ်ပဲနိုင်ငံတကာခုံရုံးတစ်ခုစီရောက်ရှိမဲ့အာရှရဲ့ပထမဆုံးနိုင်ငံကောင်ဆောင်ဟောင်းတဦးအနေနဲ့မှတ်တမ်းဝင်ဖို့များသွားပါပြီတရားမျှတမှုရဖို့စောင့်ဆိုင်းနေကြရတဲ့ဖိလစ်ပိုင်ပြည်သူတွေအတွက်ကတော့ဒူတာရေးကိုနိုင်ငံတကာခုံရုံးစီပို့ဆောင်နိုင်ခဲ့ခြင်းကသူတို့အတွက်တကယ်အောင်ပွဲပဲဖြစ်ပါရဲ့ရှင်